မင်္ဂလာပါအခုတော့ဒီ Windows 10ကိုကျွန်တော်တို့ဒီအဲ activate ပိုင်းဖုံးနဲ့ကျွန်တော်တို့ activate လောက်တာပြပေးသွားမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော် Windows 10မှာသူက Windows is not activated လို့ပြနေတယ်ဆိုတော့ဒီညမှာကျွန်တော်ဒီ license key သွားပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အောက်ကဒီ chain protect key ဆိုတာလေးကိုနှိပ်လိုက်ပါနေပြီဆိုတော့ကျွန်တော်ကကိုရဲ့ဒီဝယ်ယူထားတဲ့ license key ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ် spin on next ကိုနှိပ်ပါ။အဒီဘိတ်ကိုဆက်ပြီးတော့နှိပ်လိုက်ပါ။ဒီမှာစံကြီးစာရန်အဝါလေးနဲ့တူတာဒီအဲအဲ့ဒါပြကြလာမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ activate လုပ်လို့မရဘူးဒါကြောင့်မို့ကျွန်တော်နောက်ထပ်ဒီ nilan တစ်ခုဖြစ်တဲ့ ဒီ activate ပိုင်ဖုန်းနဲ့ကျွန်တော်တို့သွားပြီးတော့လုပ်ပြမှာဖြစ်ပါတယ်ဆိုတော့ key ကတော့ကျွန်တော်ထည့်ပြီးသွားပြီဒါပေမဲ့ activate မဖြစ်ဘူးဒါကြောင့်မို့ဒီအောက်မှာမြင်ရတဲ့ဒီ activate ပိုင်ဖုန်းစာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ဒီမှာ country region ကျွန်တော်ရွေးပြမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီမြန်မာကိုရှာပြီးတော့ရွေးပြလိုက်ပါပြီးတော့ next ကိုနှိပ်ပါ ဒီမှာဆိုကျွန်တော်ဒီဖုန်းနံပါတ်တွေ့တယ်ပြီးရင်ဒီမှာဒီ installation ID ဆိုပြီးတော့တွေ့တယ်ဒီဖုန်းနံပါတ်ကိုကျွန်တော်ဒီဖုန်းခေါ်ပြီးတော့ပြောလို့ရတယ်ပြီးတော့ဒီ Skype ကနေခေါ်လို့ရတယ်အဲ့ခေါ်ပြီးတဲ့အချိန်မှာဒီအောက်မှာမြင်ရတဲ့ဒီ installation ID မှာတွေ့ရတယ်ဒီခဏန်းတွေကိုကျွန်တော်တို့ပြောပြရမှာဖြစ်ပါတယ်ဒါဆိုတော့သူ့ဘက်ကနေပြီးတော့ဒီ confirmation ID ကိုပြန်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီကချပြီးတော့ အဲမှတ်ထားမယ်ပြီးတော့ဒီ AN နေပြီးတော့ HT ပေါ့နော်ဒီအကွက်မှာသူပြောတဲ့ confirmation ID ကိုထည့်ပြီးတော့ကျွန်တော်တို့အောက်မှာဒီ activate windows ဆိုတာလေးကိုနှိပ်ပစ်လိုက်ပါဒီမှာဒီ thanks you are all done လို့ပြပြီးဆိုတော့ close ကိုနှိပ်လိုက်ပါမယ်အဲဒါဆိုတော့ဒီ window is activated လို့ပြပြီးတော့ကျွန်တော်တို့ဒီ activate လောက်တာအဆင်ပြေသွားပြီပဲဖြစ်ပါတယ် ျွန်တော် license အခြေအနေကိုစေ့ကြည့်ဖို့အတွက်ဒီ CMD ကနေပြီးတော့မှ SNMGR space လဲ XPR လို့ရလိုက်မယ်ပြီးရင် enter ခေါ်လိုက်မယ်ဒါဆိုဒီမှာဒီ temperature experimentary arbitrary ဆိုပြီးတော့ပြသွားဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီ license ထည့်တာအဆင်ပြေသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးများတင်ပါတယ်